စကိုင်းတိုင်းစကိုင်းမြို့နယ်မန္တလေးမုံရွာကလန်မေကကုန်းရွာကျေးရွာကိုဒီကနေ့မော်လယ်ပိုင်းမှာစောစုကဆင်းနေလူရဲ့မိရှို့လို့ဒေသခံပြည်သူတွေဝိုးတက်ရေတဲ့ထွက်ပြေးနေရတယ်လို့သတင်းရရှိပါရယ်မေလ29ရက်ဒီကနေ့မနက်ပိုင်းကစလို့စကိုင်းမြို့တမ33နဲ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကြားစောစုကားတွေအသွားလာလုံးကြီးရဲ့အချိန်စကိုင်းမြို့နယ်မန္တလေးမုံရွာကလန်ဘော်ကကန်တလူတိုးဂိတ်ကိုစောစုကပိတ်ဆို့ထားတယ်လို့အဲ့ဒီတိုးဂိတ်အနီးကကုန်းရွာကျေးရွာကိုလည်း စေနေလူရဲ့မိရှို့နေတယ်လို့ဒေသခံတူကပြောပါတယ်။စိုးစုကကုန်းရွာကိုစင်းနေပြီးနေအိမ်တချို့ကိုမိရှို့တယ်လို့ညနေပိုင်းထိဆက်လက်စင်းနေထားဆဲလို့ဆိုပါတယ်။စိုးစုရဲ့အကြောင်းကုန်းရွာကြေးရအပါဝင်ညောင်ပင်စင်းမြင်းမွေစတဲ့အနီးဝန်းကျင်ကြေးရတွေကဒေသခံတွေလည်းမိုးရဲရည်တဲ့စပေးရှောင်ထွက်ပြေးနေကြပါတယ်။သောစုကလမ်းပိတ်ထားလို့စကိုင်းမျိုးနဲ့ကန်ဒရူတိုးကိတ်အင်းဒီမှာကားစီးရရာနဲ့ချီပိတ်မိနေပြီးသောစုကအဲ့ဒီကားရီစီကငွေညှစ်က အစည်းရည်နည်းနည်းချင်းသွာလာခွင့်ပြုပေးနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။မန္တလေးမြို့ရွာကားလမ်းပေါ်မှာဆိုးဆူးရှင်နေလို့ခီးသွားပြည်သူတွေအနေနဲ့အသွာလာဂရုစိုက်ကြဖို့စကိုင်းဒေသခံတွေကတိုက်တွန်းထားပါတယ်။ဆိုးဆူးဟာယခုရက်ပိုင်းမှာစကိုင်းမြို့နယ်ထဲမှာစကြောင်းတို့အကြမ်းဖက်တာလူရဲမီးရှို့တာတွေကျွလွန်နေတာဖြစ်ပါတယ်။